ဒီဖြစ်ပျက်လေးကအိန္ဒိယနိုင်ငံကာနာကတာရဲ့ရာမနာဂရခရိုင်မှာစတင်ခဲ့တာပါရာမနာဂရကဆိုရင်မြို့တော်ဘန်ဂလူးကနေကီလိုမီတာ90ခန်းလောက်သွားရပြီးတော့အဲ့ဒီနေရာတစ်ဝိုက်မှာကုဒေါ်လို့ခေါ်တဲ့အကြီးရွာလေးရှိပါတယ်အဲ့ကြီးရွာလေးမှာစစ်တာလင်ကာဘာအမည်ရှိရဲ့အမျိုးသားတဦးနေထိုင်ခဲ့တယ်သူလုပ်တဲ့ကုမ္ပဏီမှာသူကထုတ်လုပ်ရေးဌာနမှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဘန်ဂလူးမှာရှိတဲ့အပျော်မယ်လေးတွေစီကိုလည်းရန်ဖန်ရန်ခါသွားရောက်လေပတ်တက်ပါသေးတယ်အပျော်မယ်လေးတွေထဲကမှာချန်ဒရာလာအမည်ရှိရဲ့ပျော်မယ်လေးတဦးနဲ့တွေ့ဆုံခဲ့တယ် ာခဏတွေ့ဆုံကြပြီးသူတို့ရဲ့နှောင်ကြိုးကပုံမှုခိုင်းမာလာခဲ့ကြတယ်အချိန်ကြာလာတာနဲ့အများအသက်ပြငွေကြီးနဲ့ဆက်ဆံမှုကနေအခြေအဖြစ်ကိုပြောင်းလဲသွားတယ်ချန်ဒရာလာကိုရိုင်းကလည်းသူ့အကြောင်းတွေသိနေရတဲ့သူ့ကိုချစ်ပြီးတဲ့စစ်ဒါလင်ကာပေါ့ကိုယုံကြည်ခဲ့တယ်နားရှုပ်သွားမှာဆိုတဲ့အတွက်ကြောင့်အတူကောက်လေးတွေအနည်းနဲ့အမျိုးသားရဲ့နာမည်ကိုစစ်ဒါအမျိုးသမီးရဲ့နာမည်ကိုချန်ဒရာလို့နောက်ပိုင်းမှာဆက်ပြီးတော့သုံးလုံးပါမယ်။ဒီလိုနဲ့ချန်ဒရာက စစ်သားကိုသူမရဲ့အမိသားစုအကြောင်းအသေးစိတ်ညှဝေခဲ့ပါတယ်။ချန္ဒရာကအပျော်မဲမဖြစ်ခင်ကမိသားစုနဲ့အတူနေခဲ့တယ်။ပညာသင်ကြားဘွဲရပြီးတဲ့နောက်မိသားစုကိုထောက်ပံ့ဖို့အတွက်အလို့တခုသူရှာဖွေခဲ့တယ်။ အလောက်ရှာရင်းနဲ့သူ့ရွာကအမျိုးသမီးတချို့နဲ့သူရင်းနှီးသွားခဲ့ကြတယ်။သူတို့ကသူမနဲ့ရင်းနှီးနေပြီးသားဖြစ်တဲ့အတွက်ကြောင့်သူမကိုအလောက်ရှာရင်းကူညီပေးမယ်လို့ဂရိပေးပြီးတော့သူတို့နဲ့လိုက်ဖို့အတွက်အစည်းယုံခဲ့ပါတယ်။ဒီအမျိုးသမီးတွေကိုသူမယုံကြည်ခဲ့တဲ့အတွက်ကြောင့်ချန်ဒရာကသဘောတူညီပြီးတော့ကာနာကတားမှာရှိတဲ့မိုင်ဆူရုမျိုးလေးကိုခီးဆက်ခဲ့တယ်။မိုင်ဆူရုကိုရောက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးတွေကသူမကိုကူညီဟန်ဆောင်မယ်။အလောက်ပေးမယ်ဆိုပြီးတော့လှည့်စားမှုတွေပူးပေါင်းကြံစီမှုတွေနဲ့ထောင်ချောက်ဆင်ပြီးတော့ ီအပျော်မဲ့လောကတွေကိုအတင်းအကျပ်ဝင်ရောက်စေခိုင်းခဲ့ပါတယ်။ဒါအပြင်ချန်ဒရာကသူ့မမိသားစုစီကိုပြန်ဖို့ခွင့်တောင်းတဲ့အခါမှာတော့မင်းအိမ်မပြန်ရဘူးလို့ပြောခဲ့ပါတယ်။အိမ်ပြန်ရင်မင်းမိုက်ဆူရူမှာအပျော်မဲ့တဦးဖြစ်ကြောင်းဂျွာမာရှိတဲ့လူတိုင်းကိုပြောပြမယ်ဆိုပြီးတော့လဲချင်းချောက်ခဲ့ပါတယ်။ဒါကိုကြားပြီးတဲ့နောက်ချန်ဒရာကအဆက်တရားကနေသူ့ကိုယ်သူကယ်တင်ဖို့အတွက်ဒီကိစ္စကိုဖုံးထားပြီးတော့သူ့မဒီအလုပ်ကိုဆက်လက်လုပ်ကင်ခဲ့ပါတယ်။အပျော်မဲ့အလုပ်ကရရှိတဲ့ငွေများကိုတော့သူ့မရဲ့မိ သားစုထံပေးပို့ခဲ့တယ်။ဒါပေမဲ့သူမလုံနေတဲ့အလုံးနဲ့ပတ်သက်ပြီးသူမမိသားစုကမသိခဲ့ပါဘူး။ချန္ဒရာလာကအဲ့မျိုးမှာပုံမှန်အလုံးတစ်ခုလုံနေတယ်လို့ပဲသူမရဲ့မိသားစုကိုပြောပြခဲ့ပါတယ်။ချန္ဒရာရဲ့ဇလန်းတစ်ခုလုံးကိုနားထောင်ပြီးတဲ့နောက်ဇဒအလွန်ဝမ်းနဲ့သွားခဲ့တယ်။သူ့ရဲ့မျက်လုံးလေးထဲမှာမျက်ရည်တွေစီးကျပြီးတော့ငိုနေတယ်။အဲ့ဒီနောက်မှာတော့ဇဒကသူမကိုလှည့်စားပြီးတော့ဒီအလုံးအတင်းအကျပ်ခိုင်းစေရဲ့သူရဲ့အကြောင်းကို မင်းမြန်ခဲ့ပါတယ်။ထန်ရာကလည်းသူမကိုဒီနေပယ်တဲ့တွန်းဖို့ခဲ့သူရဲ့အမိတွေကိုစတင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။စုစုပေါင်း9ဦးရှိရဲ့အဲ့ဒီထဲမှာအမျိုးသား၄ဦးနဲ့အမျိုးသမီး၃ဦးပါဝင်ပါတယ်။စစ်သားကထန်ဒရာပြောတဲ့နာမည်တွေနဲ့အချက်လက်အားလုံးကိုဂယုတစိုက်မှတ်သားခဲ့တယ်။ဒီလူ9ယောက်ကငါးဘဝကိုဖျက်ဆီးပြီးငါ့ကိုငရဲကြတယ်လို့ခံစားရအောင်လုတ်ခဲ့တယ်လို့ချန်ဒရာကပြောပါတယ်စတားကကဲငါလုတ်เสียရရှိတာလုတ်နေလို့ ပြန်ပြောခဲ့ပါတယ်အချိန်တွေတရွေ့ရွေ့ကုံဆုံးလာပြီးရဲ့နောက်မှာတော့2020မေလရောက်တဲ့အခါမှာတော့စစ်သားသူ့ခြေလန်းတွေစတင်လာခဲ့ပါတယ်စည်ရင်းမှာပါတဲ့နံမယ်တွေထဲမှာတယောက်ကဘန်ဂလူးရူးမှာလက်ရှိနေထိုင်တဲ့အပြုံမဲ့တူးလို့သူသိရှိခဲ့ရပါတယ်ဒီနေ့စစ်သားသူမကိုဆက်သွယ်ပြီးရောလူသူကင်းမဲ့ပြီးတိတ်ဆိတ်တဲ့နေရာမှာတွေ့ဆုံဖို့ချင်းဆူခဲ့ပါတယ် စစ်သားချင်းဆိုတဲ့အတိုင်းအဲ့အမျိုးသမီးကလည်းသဘောတူညီပြီးတော့အဲ့ဒီနေရာကိုအချင်းတူတူအတွင်းမှာပဲရောက်ရှိလာခဲ့ပါတယ်။သူမရောက်တာနဲ့စစ်သားကလေဘင်းကိုညှစ်လိုက်ပြီးတော့ကိစ္စတုံးပလိုက်ပါတယ်။အဲ့ဒီနောက်တော့ခန္ဓာကိုယ်ကိုပိုင်းဖြတ်လိုက်တယ်။ပြီးတဲ့နောက်မှာတော့ဘန်ဂလူးရုမြို့အပြင်ဘက်မှာမတူညီတဲ့နေရာတွေမှာအဲ့ဒီအပိုင်းစားတွေကိုလွတ်ပစ်ခဲ့ပါတယ်။ဒါဟာစစ်သားရဲ့ပထမဆုံးလူသတ်မှုပါ။အခုအခါမှာတော့သူ့ရဲ့စည်ရင်းထဲမှာ6ဦးသာကျန်ရှိနေပါတော့တယ်။စစ်သားက2022ခုနှစ်မေလ30ရက်နေ့မှာ ဘင်္ဂလူးကနေထွက်ခွာပြီးတော့စည်ရင်းရှင်းဖို့ကြံတဲ့လူတွေကိုစတင်ရှာဖွေဖို့မန်ဒီယာကိုခီးစက်ခဲ့ပါတယ်။မန်ဒီယာကိုရောက်တဲ့အခါမှာတော့ချန်ဒရာကလည်းသူနဲ့အတူတူမန်ဒီယာကိုလိုက်လာခဲ့တယ်။အဲ့ဒီမှာရှိတဲ့အသိမိတ်ဆွေတဦးကနေသူတို့နေထိုင်ဖို့အတွက်အိမ်ငှားရမ်းလို့ရခဲ့ပါတယ်။မေလ31ရက်နေ့မှာတော့စစ်သားကချန်ဒရာရဲ့ဒုက္ခတွေအတွက်တာဝန်ရှိတဲ့ဒုတိယအမျိုးသမီးကိုအဲ့ဒီအိမ်ကိုဖိတ်ခေါ်ခဲ့တယ်။ အချိန်တိုတွင်းမှာပဲအဲ့ဒီအမျိုးသမီးကအိမ်ကိုရောက်လာခဲ့ပြီမြင်သူမကိုစောင့်ကြုံနေတဲ့အရာကိုတော့သတိမထားမိလိုက်ပါဘူးစစ်သားကသူမကိုပထမတစ်ယောက်အတိုင်းလှုပ်ခဲ့ပြန်ပါပြီအဲ့ဒီနောက်မှာတော့အစိပ်အပိုင်းတွေကိုဆိုင်ကယ်ပေါ်တင်လိုက်တယ်ဒီတစ်ခေါက်မှာတော့ချန္ဒရာကိုရိုင်းအပိုင်းစားတွေကိုကင်ပြီးတော့ဆိုင်ကယ်နောက်ကနေပြီးတော့စစ်သားရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်သူတို့နှစ်ဦးကအနီးအနားမှာရှိတဲ့မြစ်စီကိုဖွက်ခွာ သွားခဲ့ကြတာပါအဲ့ဒီနောက်တော့အဲ့ဒီမြစ်မှာအစိပ်အပိုင်းတွေကိုပြန့်ကျဲသွားအောင်အချိန်အပိုင်းချလိုက်ရေထဲကိုလွှတ်ပစ်ခဲ့ပါတယ်ဆွန့်ပစ်ပြီးနှစ်ဦးစလုံးအိမ်ပြန်ခဲ့ကြတယ်သုံးပတ်ကြာပြီးတဲ့နောက်စစ်သားသူ့ရဲ့စည်ရင်းကိုပြန်ကြည့်ပြန်ပါတယ်2022ခုနှစ်ဇွန်လ10ရက်နေ့မှာတော့တတိယအမျိုးသမီးကိုဆက်သွယ်ပြီးတော့နေအိမ်ကိုဖိတ်ကြားခဲ့ပါတယ်အရင်အမျိုးသမီးနှစ်ဦးကိုလုံးတလူပဲပေါ့နော်တတိယအမျိုးသမီးကိုလည်းထိုနည်းအတိုင်းလည်းပဲညှစ်ခဲ့တယ်အရင်အတိုင်းနဲ့သူတို့နှစ်ယောက်ဆိုင်ကယ်ပေါ်တက်ပြီးတော့ မြင့်စီကိုပြန်သွားခဲ့ပါပြီအခုဒီချိန်မှာတော့ဒုတိယအမျိုးသမီးကိုပြစ်တဲ့နေရာနဲ့25ကီလိုမီတာအကွာမှာအစက်အပိုင်းတွေကိုဆွန့်ပစ်ခဲ့ကြပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲအဲဒီနေ့နှောင်းပိုင်းမှာမန်ဒီယာရွာမှာရှိတဲ့ရေကန်ရဲ့ကန်နာကိုအမျိုးသားတအုပ်ကဖျက်လျှောက်သွားရင်းနဲ့ရေကန်နားရောက်တဲ့အခါမှာတော့အလောင်းတစ်ခုကို ပြင်းမြင်လိုက်ရတဲ့အတွက်အလွန်ထိတ်လန့်သွားခဲ့ပါတယ်။အလောင်းကဖြတ်တောက်ခံထားရတဲ့အတွက်အပေါ်ပိုင်းတစ်ပိုင်းပျောက်ဆုံးနေပြီးတော့ကန်ဆက်မှာအောက်ပိုင်းတစ်ပိုင်းကိုသာတွေ့ရှိခဲ့ရတာပါ။အဲ့ဒီအမျိုးသားကရဲကိုချက်ချင်းဆက်သွယ်ပြီးတော့တွေ့ရှိမှုနဲ့ပတ်သက်ပြီးအလုံးစုံကိုပြောပြပေးခဲ့ပါတယ်။အဆိုပါဖြစ်စဉ်ကိုကြားသိရပြီးတဲ့နောက်အခင်းဖြစ်ပေါ်ရာနေရာကိုရဲတပ်ဖွဲ့ဝင်များအမြန် ပွားရောက်ခဲ့တယ်။ရဲတပ်ဖွဲ့ဝင်တွေအဆိုပါနေရာကိုရောက်ရှိသွားတဲ့အခါမှာတော့အဝါရဲ့အခြေအနေကိုမြင်ရတဲ့အတွက်ကြောင့်တုန်လှုပ်သွားကြတယ်။ရဲတွေချက်ချင်းဆိုသလိုပဲကြံရှိတဲ့ခဏကိုအစိတ်အပိုင်းတွေကိုရှာဖွေခဲ့ကြတယ်။သူတို့စူးစမ်းနေပေမဲ့လို့အဲ့ဒီနေရာတစ်ဝိုက်မှာဘာမှထပ်ပြီးတော့ ရှာမတွေ့ဘူးဖြစ်နေခဲ့တယ်။ရက်အနည်းငယ်ကြာတဲ့အနောက်မန်ပြားမှာပဲပထမအလောင်းကနေ25ကီလိုမီတာကွာတခြားရေကန်တစ်ခုမှာနောက်ထပ်သေဆုံးနေတဲ့အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အခုတွေ့ရှိတဲ့နေရာက မတူညီတဲ့ရဲတပ်ဖွဲ့ရဲ့စီရင်ပိုင်ခွင့်အောက်မှာကြာရောက်နေတဲ့အတွက်ကြောင့်အဲ့ဒီရဲစခန်းကအဖွဲ့ကအခင်းဖြစ်ပွားရာကိုတွားရောက်ခဲ့ပြီးမြဲလေအခုအမှုကိစ္စကိုပထမဆုံးရဲဌာနကအဖွဲ့ကလည်းသိရှိထားခဲ့ပါတယ်အစောပိုင်းတွေ့ရှိခဲ့တဲ့ပထမအလောင်းရဲ့အပေါ်ပိုင်းများဖြစ်နေမလားလို့တွေးမိခဲ့ကြတယ်အဲ့အမှုကိုသိရှိပြီးရဲ့နောက်ပထမရဲတပ်ဖွဲ့ကအမှုနဲ့ပတ်သက်ပြီးတော့အချက်အလက်ပုံမှုစုဆောင်းဖို့အတွက်ဒုတိယရဲတပ်ဖွဲ့တွေကိုတွားရောက်ခဲ့ပါတယ်ဒါပေမဲ့လည်းဒုတိယအလောင်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ပထမအလောင်းလိုပဲ အပေါ်ပိုင်းပါမလာခဲ့တဲ့အတွက်ကြောင့်သူတို့လည်းစိတ်ပြတ်သွားခဲ့ပါတယ်ခန္ဓာကိုယ်နှစ်ခုစလုံးကမတူညီတဲ့အမျိုးသမီးတွေဖြစ်ကြပြီးတော့ သူရဲ့အပေါ်ပိုင်းပြောက်ဆုံးနေချောင်းကိုအတည်ပြုခဲ့ကြတယ်။အလောင်းနှလောင်းရဲ့လုတ်ပုံကင်ပုံကစင်တူနေတဲ့အတွက်ကြောင့်လူသက်မှုနှစ်ခုစလုံးကိုတဦးတည်းကကျူးလွန်ခဲ့ကြောင်းရဲတပ်ဖွဲ့တွေကတန်တရားရှိခဲ့ပါတယ်။ဒီလိုနဲ့အရေးပါတဲ့အသေးစိတ်အချက်လက်တွေကိုရဲတပ်ဖွဲ့ကစုဆောင်းခဲ့ပြီးတော့အမှုကိုတရားဝင်စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပါတယ်။ရဲတွေစုံစမ်းစစ်ဆေးမှုကိုနန္ဒီယာဒေတာနဲ့အနီတဝိုက်ဒေတာတွေမှာစတင်ခဲ့ပြီးတော့ကာနာကတာနဲ့အနီနာပြည်နယ်ကလူပြောက်တိုင်ထားတဲ့အမျိုးသမီးတွေရဲ့ စည်းရင်းကိုစစ်ဆေးကြည့်ရှုဖို့ဆုံးဖြတ်ခဲ့ကြတယ်။ဆေးယူရရှိထားတဲ့အလောင်းနှလောင်းကိုလည်းမှုခင်းဆေးပညာအဖွဲ့ကနေဆက်လက်စစ်ဆေးလျက်ရှိတယ်။အဲဒီနောက်တော့မှုခင်းဆေးပညာအဖွဲ့ကအဆိုပါအမျိုးသမီး2ဦးကအသက်25နှစ်နဲ့35နှစ်ကြားဖြစ်နိုင်ွယ်ရှိကြောင်းသတ်မှတ်ပြီးတော့အဲ့ဒီတည်င်းကိုရဲရီစီဝေမျှခဲ့ပါတယ်။တိတ်ဆုံးသူတွေကိုဖော်ထုတ်ဖို့စ조사နေစဉ်ရဲတပ်ဖွဲ့ကမှုခင်းဆေးပညာအဖွဲ့က ပေးတဲ့အချက်အလက်တွေကိုအနည်းနာပတ်ဝန်းကျင်မှာရှိတဲ့လူတွေသိအောင်လိုက်လံဖြန့်ဝေခဲ့ပါတယ်။ရဲတပ်ဖွဲ့တွေကခန္ဓာကတ္တကလူပြောက်အမျိုးသမီးတွေရဲ့စရင်ကိုဖြုတ်စုခဲ့ပြီးပျောက်ဆုံးသွားသူတွေကိုခြေရန်ခံနိုင်ခဲ့ပါတယ်။ IGP ဥဆောင်ပြီးတော့လူတွေအလောင်းနှလောင်းကိုစုံစမ်းစစ်ဆေးရန်စုစုပေါင်းရဲအဖွဲ့၉ဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။အဆိုပါအဖွဲ့တစ်ခုစီမှာရဲရာရှိ45ဦးပါဝင်ပြီးတော့သူတို့ရဲ့အဓိကတာဝန်မှာပျောက်ဆုံးနေတဲ့အမျိုးသမီး2ဦးနဲ့ပတ်သက်တဲ့အချက်အလက်များကို ိုစုဆောင်းဖို့ဖြစ်ပါတယ်ဒီအမျိုးသမီးတွေကိုဘယ်သူတတ်ခဲ့တာလဲဘာကြောင့်လဲဆိုတာသိဖို့လိုအပ်ပါတယ်ခုခင်စေပညာအဖွဲ့ရဲ့တွေးရှိချက်တွေကိုအခြေခံပြီးရရဲတပ်ဖွဲ့ကအသက်25နဲ့35နှစ်ကြားမှာရှိတဲ့အမျိုးသမီးတွေကိုစတင်ရှာဖွေခဲ့ပါတယ်။ကာနာကတာတခြားရဲတပ်ဖွဲ့တွေကသတ်မှတ်စံနှုန်းတွေနဲ့ကိုက်ညီပြီးပျောက်ဆုံးနေတဲ့အမျိုးသမီး1136ဦးရှိကြောင်းသိရှိခဲ့ရတယ်။ဒီအမျိုးသမီးတွေအကုန်လုံးပျောက်ဆုံးတာတော့သူတို့ နေအိမ်ကနေပြီးတော့ပျောက်ဆုံးသွားတယ်လို့ထင်ကြားထားတာပါပျောက်ဆုံးနေသူအများအပြားရှိနေတဲ့အတွက်သူတို့ရှာဖွေနေတဲ့အမျိုးသမီးနှစ်ဦးနဲ့ပတ်သက်တဲ့သက်ဆိုင်ရာအချက်အလက်တွေကိုရဲတွေကထုတ်ယူဖို့အလွန်ခက်ခဲခဲ့ပါတယ်ဒါပေမဲ့လည်းရဲတွေကသူတို့ရရှိထားတဲ့တဲလွန်စားတွေကိုဖော်ထုတ်နိုင်ဖို့အတွက်မျှော်လင့်ချက်နဲ့ဆက်လက်ကြိုးပမ်းခဲ့တယ်အသေးစိတ်အချက်အလက်တွေကိုစုဆောင်းဖို့အတွက်ရဲတပ်ဖွဲ့တွေကပျောက်ဆုံးနေတဲ့အမျိုးသမီးတွေရဲ့ နေအိမ်တွေကိုတားရောက်ပြီးတော့သူတို့ရဲ့ပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီးတော့မိသားစုဝင်တွေကိုမေးမြန်းခဲ့ပါတယ်။ဒီလိုနဲ့အဲ့စည်ရင်တွေအားလုံးထဲကမှပြင်နိုင်တယ်ရှိတဲ့အမျိုးသမီးတွေရဲ့စည်ရင်ကိုသူတို့တွေအာစစ်ထုတ်လိုက်တယ်။နောက်ပြီးတော့ကြံရှိနေတဲ့အမျိုးသမီးတွေရဲ့စည်ရင်ကိုရဲတွေကဆက်လက်စုံစမ်းစစ်ဆေးမှုတွေကိုလှုပ်ဆောင်ခဲ့တယ်။စည်ရင်တွေကတဖြည်းဖြည်းနဲသွားတဲ့အတွက်ကြောင့်ရဲတွေအတွက်လုံရကန်ရတာပုံမှန်မြန်ဆန်လာခဲ့တယ်။စုံစမ်းစစ်ဆေးမှုတိုးတက်လာတာနဲ့အမျှ2020ဇွန်လမှာတော့သူတို့အတွက်အဲလွန်စာ တခုထပ်ပြီးတော့ရရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာရဲရရှိသူကဘင်္ဂလားကျေးရွာကိုသွားခဲ့တယ်။ရောက်တဲ့အခါမှာတော့အမျိုးသမီးတဦးလည်းဒီရွာကနေပျောက်ဆုံးသွားကြောင်းသိရှိခဲ့ရတယ်။ဇွန်လဇန်ပိုင်းကပျောက်ဆုံးသွားတယ်လို့ ထပ်မံစုံစမ်းသိရှိရတယ်။ဒါကြောင့်သူမကသူတို့ရှာဖွေနေတဲ့ပျောက်ဆုံးနေတဲ့အမျိုးသမီးနှစ်ဦးတည်းကတဦးဖြစ်နိုင်ကြောင်းရဲအရာရှိကတန်တရားရှိခဲ့တယ်။အရာရှိကလည်းသူမရဲ့နေရင်ကဓာတ်ပုံအချို့ကိုမိသားစုတွေထမ်းနေပြီးတော့တောင်းရန်ခဲ့တယ်။ဓာတ်ပုံတွေထဲမှာတခုခုကိုစစ်ဆေးကြည့်တဲ့အခါမှာတုံ့လောက်သွားခဲ့ပါတယ်။2022ခုနှစ်ဇွန်လ10ရက်နေ့မှာရဲတွေရှာတွေ့ခဲ့တဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာတွေ့ရတဲ့စကတ်ကဓာတ်ပုံထဲကအမျိုးသမီးကိုဆင်ထားတဲ့စကတ်နဲ့လုံးဝတူညီနေပါတယ်။ဒါနဲ့သူမကသူတို့ တွေ့တဲ့နှစ်ယောက်ထဲကတဦးဖြစ်နိုင်ကြောင်းရဲရရှိတွေတန်တရားရှိခဲ့ပါတယ်။အဲဒီနောက်ရဲရရှိကအမျိုးသမီးရဲ့မိသားစုကိုသူမရဲ့လက်ခံဖုန်းနဲ့လက်ခံဖုန်းနံပါတ်ကိုမေးခဲ့ပါတယ်။ရဲတွေကသူမရဲ့ဖုန်းနံပါတ်ကိုရယူပြီးတာနဲ့သူမရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုပြန်လဲစစ်ဆေးခဲ့ပါတယ်။မှတ်တမ်းတွေအရသူမနောက်ဆုံးရှိခဲ့တဲ့နေရာကမန်ဒီယာ area မှာဖြစ်ကြောင်းညွှန်ပြခဲ့တယ်။ဒီတွေ့ရှိချက်တွေကြောင့်အမျိုးသမီးဟာတကယ်ပဲတားဆောင်နေတဲ့ကတယောက်ဖြစ်ကြောင်းရဲတွေယုံကြည်လာခဲ့ကြတယ်။ပိန်းစီရရှိထားတဲ့အဝတ်အစားတွေကိုမိသားစုကိုပြသ ားခဲ့ပြီးတဲ့နောက်မှာတော့မိသားစုကသူတို့ရဲ့တမီးဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်အဲ့ဒီအတည်ပြုချက်အနေနဲ့သေဆုံးသူတွေထက်ကတဦးကိုတော့ရဲတပ်ခွဲကဖော်ထုတ်နိုင်ခဲ့ကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်အမျိုးသမီးရဲ့လက်ခံဖုန်းခေါ်ဆိုမှုအသေးစိတ်ကိုရဲတပ်ဘက်ကပြန်လည်စစ်ဆေးလျက်ရှိပါတယ်။ရလက်အနေနဲ့ကတော့ဖုန်းနံပါတ်များစွာကိုတွေ့ရှိခဲ့ရတယ်။ အဲ့ဒီနောက်ရဲရရှိတွေကအဲ့ဒီဖုန်းနံပါတ်တွေကိုစတင်ခေါ်ဆိုခဲ့တယ်။ထက်ခါတလဲလဲဖုန်းခေါ်ဆိုပြီးရဲ့နောက်မှာတော့တန်တရားရှိတဲ့ဖုန်းနံပါတ်၃ခုကိုစစ်ထုတ်နိုင်ခဲ့ပါတယ်။အဆိုပါ၃အနက်ကတဦးကအမျိုးသမီးရဲ့လူသက်မှုအတွက်တာဝန်ရှိတယ်လို့ရဲတပ်ဖွဲ့ကတန်တရားရှိခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်ရဲတပ်ဖွဲ့ကအဆိုပါဖုန်းနံပါတ်၃ခုကိုအနီးကအစောင့်ကြည့်နေပြီးတော့ဘသူတွေဒီဖုန်းနံပါတ်ကိုကင်ဆောင်လဲဆိုတာကိုစတင်စုံစမ်းနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖုန်းနံပါတ်တွေထဲကတစ်ခုကစစ်သားအမည်ရှိတဲ့လူတို့ဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်။ ဲတွေကစစ်တားကိုဖုန်းဆက်ပြီးတော့သူနဲ့စကားပြောတယ်မကြခင်မှာပဲအသက်ခံရတဲ့အမျိုးသမီးနောက်ဆုံးရှိတဲ့နေရာနဲ့စစ်တားရဲ့နောက်ဆုံးသွားခဲ့တဲ့တီနေရာအတူတူပဲဆိုတာသိရှိလိုက်ရပါတယ်ဒါအပြင်ရက်ဆွဲတွေအချိန်တွေကလည်းလုံးဝအဝင်ကွင်ကျတူညီနေပါတယ်ဒါနဲ့စစ်တားရဲ့အပေါ်မှာတန်တရားတွေပုံမူနှက်ဆိုင်လာခဲ့ပါတယ် တိတ်မကြခင်မှာပဲရဲတွေကစစ်သားကိုဖမ်းဆီးပြီးတော့ရဲစခန်းကိုခေါ်ဆောင်သွားပါတယ်။ရဲစခန်းမှာအရာရှိတွေကစစ်သားကိုမေးမြန်းခဲ့ပြီးမယ်လေ။ရဲတွေရဲ့မိကုန်းကိုတော့ဂျင်နတ်လောက်တဲ့အဖြေကိုစစ်သားမပေးခဲ့ပါဘူး။အထောက်အထားအလုံးကိုရဲတွေကပြသခဲ့ပြီးမယ်လို့စစ်သားကအလုံးကိုအကြိမ်ကြိမ်ညှင်းဆုပ်ခဲ့ပါတယ်။ဒါကြောင့်ရဲတပ်ဖွဲ့တွေကသူ့ကိုပုံမူပြင်းထန်တဲ့စစ်ဆေးမှုတွေနဲ့စတင်စစ်ဆေးခဲ့ပါတယ်။နောက်ဆုံးမှာစစ်သားလဲဝန်ခံခဲ့ပြီးတော့စုစုပေါင်းအမျိုးသမီး၃ကိုတတ်ခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါကိုကြားတော့ ော့ရဲတွေအံ့ဩသွားတယ်။ရဲတွေသူ့ရဲ့စရင်ကို တွေ့ပြီးတော့စုစုပေါင်းလူကုနှအူကိုလက်ဆတုံးဖို့စီစဉ်ထားတာဘောလို့မြင်တဲ့အခါမှာတော့စစ်သားကဖြစ်စွတ်ပြီးတော့ရှေ့ရောက်ဖြစ်သွားပြီလို့ဆိုပါတယ်။ရဲတွေကသူ့ကိုရှေ့ရောက်မြောက်လူအကြောင်းမေးမြန်းခဲ့ပါတယ်။စစ်သားကအထမမြောက်လူကချန်ဒရာဖြစ်ကြောင်းထုတ်ပေါ်ပြောကြားခဲ့တယ်။ရဲတွေကဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါမှာတော့စစ်သားကလူတက်မှုသုံးခုကျွလွန်ပြီးတဲ့နောက်မှာသူ့ကိုယ်သူကြီးကျယ်မြင့်မြတ်တဲ့လူသက်သမားအဖြစ် မြင်လာခဲ့တယ်။သုံးယောက်ကိုတက်ပြီးတာတော့အကြကြီးလွတ်မြောက်နေပြီးတော့ကြတော့ချန္ဒရာသာမပြောပြရင်ရဲတွေကသဲလွန်စမရှိလို့သူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူးလို့သူယုံကြည်ခဲ့တယ်။အကြောင်ချန္ဒရာအသက်ရှင်နေတဲ့ရွေတော့ရဲတွေကငါ့ကိုဖမ်းဖို့အခွင့်အရေးအမြဲရှိနေတယ်လို့ခံစားရတယ်။ချန္ဒရာကိုတက်လိုက်လို့ရှိရင်ဒီရာဇဝတ်မှုတွေအကြောင်းသိတဲ့သူကငါပဲရှိမှာဖြစ်လို့ဘသူမှလည်းငါ့ကိုဖမ်းမိနိုင်မှာမဟုတ်ဘူးလို့သူယုံကြည်ခဲ့ပါတယ်။ဒါအတွက်ကြောင့်ချန္ဒရာကိုသူ စည်ရင်ထဲမှာထည့်ဖို့ဆုံးပြတ်ခဲ့တာပါအခုတော့ရဲတွေဝင်းဆက်လူသက်သမားလို့ဆိုနိုင်တဲ့စစ်သားကိုဖမ်းဆီးနိုင်ခဲ့ပြီးတော့ချန်ဒရာနဲ့အတူတူတခြား၄ယောက်ရဲ့အသက်ကိုပါကယ်တင်နိုင်ခဲ့ပါတယ်အမျိုးသမီး၃ဦးကိုတပ်ဖြတ်မှုမှာစစ်သား၂ဦးတည်းလုဆောင်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ကချန်ဒရာကိုပါဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်တူမခွင့်ပြုချက်နဲ့ဒီလူသက်မှုတွေကို စစ်တားကျူးလွန်ခဲ့တာပါအလောင်းတွေကိုစွန့်ပစ်ချိန်မှာလေသူမရှိနေခဲ့ပါတယ်ဒါကြောင့်စစ်တားနဲ့ချန်ဒရာနှစ်ယောက်စလုံးကိုဥပဒေကနေလုကင်းနိုင်ခြင်းမရှိဘဲနဲ့နှစ်ဦးစလုံးယနေ့အထိအကျဉ်းထောင်ထဲမှာအပြစ်ခံယူနေရတယ်လို့သိရပါတယ်ရှင်